အားလုံးပြန်လည်ကြိုဆိုပါရစေ။အရင်ဆုံးကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိရပါတော့အရင်ဆုံး Telegram software account ကိုကျွန်တော်တို့ဖြတ်လိုက်ပါ။ဖြတ်ပြီး Play Store ကနေမှတစင်းကျွန်တော်တို့ပြန်ပြီးတော့ down ယူလိုက်မယ်ပေါ့နော်။ကျွန်တော်ဒီမှာယူပြီးသားရှိပါတယ်။ကျွန်တော်ဒီမှာ down down မပြရဘူးပေါ့နော်။ဒါကြောင့်မလို့ကျွန်တော်ဒီ down ပြီးသားကျွန်တော် Telegram app လေးကိုကျွန်တော်ဖွင့်လိုက်မယ်ပေါ့နော်။ပြီးရင်ဒီမှာ start message ဆိုတာလေးကိုနှိပ်လိုက်ပါမယ်။ Okay ပြီးရင်တော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ရဲ့ဒီမှာ country code တွေပါရေးရမယ်ပေါ့နော်။ကျွန်တော်အားလုံးဒီမှာ country ဆိုနေတယ်လို့ကျွန်တော်ထည့်ပေးလိုက်မယ်။ထည့်ပြီးရင်ဒီမှာ ဒီညာဘက်မှာရှိရဲမှန်ဘလူးပုံတွေဆိုတချက်နှိပ်ပြီးလိုက်နှိပ်ပြီးဒီမှာမြန်မာဆွေရိုက်ချပါဘောနော်ပြီးရင်ဒီမှာအပေါ်ဆုံးကမြန်မာဆွေလीတွေ့ပါလိမ့်မယ်ဒါလေးကိုကျွန်တော်ရေးပြလိုက်ဘောနော်ဖြီးပြလိုက်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာအောက်မှာ Telegram ဖိမဲ့ဖုန်းနံပါတ်ကိုကျွန်တော်ထည့်ပေးရမှာဘောနော်ထည့်ပေးမှာဆိုရင်ကျွန်တော်တို့ကရှေ့မှာ၃ညာကိုခံပြီးတော့ထည့်လို့မရဘူးကိုတလုံးခံပြီးထည့်ပေးရမှာဘောနော်အဲ9ကိုခံလိုက်မယ်ရှေ့မှာကိုတလုံးခံမယ်ခံပြီးရင်ကျွန်တော်တို့ရဲ့ Telegram အကောင့်ဖိမဲ့ဖုန်းနံပါတ်ကိုဒီမှာထည့်ပေးရမှာဘောနော်ကျွန်တော်ဒီမှာထည့်လိုက်ပါမယ် โอเคခုလိုမျိုးထည့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီညာဘက်အောက်ဆုံးမှာရှိရဲဒီမှာအပြာရုံများလေးရှိပါတယ်နော်အပြာရုံအဝိုင်းပုံတွေမှာအပြာရုံများလေးရှိရဲအဲ့လေကျွန်တော်တစ်ချက်နှိပ်ပြလိုက်ပါโอเคဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းစီကိုဒီကနေ့မှာတစ်ဆင့် Telegram ဘက်ကနေ activation ကိုကျွန်တော်တို့ရဲ့ဒီခုနကျွန်တော်တို့ Telegram ကောက်ဖွင့်မဲ့ဖုန်းနံပါတ်ကိုကျွန်တော်သူပို့ပေးမယ်ဆိုပြီးတော့ဒီမှာရေးထားရပါတော့ကျွန်တော်တို့ခဏလောက်စောင့်ကြည့်လိုက်မယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့စောက်တာကနည်းနည်းတော့ကြာပြီပေါ့เนาะ ချာသွားပြီကျွန်တော်တို့ဆောက်တဲ့အချိန်အတိုင်းတော်တစ်ခုရောက်တော့ဗာဒီ Telegram ဘက်ကနေပြီးတော့ကျွန်တော်တို့ဘုတ်ဒီ activation code ပို့လာမျိုးမရှိဘူးပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ဒီ login code activation code ကိုချက်ချင်းပို့အောင်လို့ပြောလို့ရမယ်ဆိုတော့ကျွန်တော်အခုဆက်ပြီးတော့ပြောပြပါမယ်ရင်းနှုံးကျွန်တော်တို့ထွက်လိုက်ပါတော့ထွက်ပြီးရင်ကျွန်တော်တို့ဒီ Telegram ကိုရှင်းထုတ်လိုက်ပါဆက်ရှင်းလိုက်ပါဆက်ရှင်းပြီဆိုလို့ရှိရင်ဒီ Telegram software ကိုကျွန်တော်တို့ဖိထားလိုက်ပါတော့ဖိလိုက်လို့ရှိရင်အခုလိုမျိုးအမိုင်ပုံးပုံစံလေးရဒီမှာအိုင်ပုံစံလေးရပေါ်နေပါလိမ့်မယ်အဲ့တော့ရင်ကျွန်တော်တို့ဒီမှာအိုင်ပုံစံလေးကိုဒီချက်ထိပ်ပြလိုက်ပါတော့ โอเคအခုလိုမျိုးထိပြီဆိုလို့ရှိရင်ကျွန်တော်အပေါ်နဲ့ဆက်တင်လိုက်တင်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာ permission ဆိုတာလေးရှိပါတယ်အဲ့ဒါလေးတစ်ချက်နှိပ်ပြီးလိုက်နှိပ်ပြီးပြီဆိုရင်အခုကျွန်တော်တို့ဒီမှာကျွန်တော်တို့မြင်နေရတဲ့ဒီမှာအနီအောင်ဖြစ်နေတဲ့နေရာလေးเนาะအနီအောင်ညှပြထားတဲ့နေရာလေးအားလုံးကိုကျွန်တော်တို့ဒီမှာဒီလိုအစိမ်းရအောင်မှန်ကြီးလေးဖြစ်အောင်လို့ permission allow လိုက်လုပ်ပြရမှာဖြစ်ပါတယ်နော်အားဆိုရင်ကျွန်တော်တို့ကဒီအပေါ်ဆုံးက location ကစပြီးတော့ permission allow လုပ်ဖို့အတွက်ဒီ location ဆိုတဲ့နေရာလေးကိုထိလိုက်မယ်ဒီပြင်ကတော့ always allowance ဆိုတာလေးကျွန်တော်နှိမ့်လိုက်ပါတော့အဲကျန်တာလေးလည်းကျွန်တော်ဒီအောက်ကဟာလေး Tony 2ပဲလိုက်ပြီးတော့ အလောင်းလုတ်ပေးလိုက်ပါတော့โอเคခုလိုမျိုးလုတ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ပြန်ပြီးတော့ထွက်လိုက်မယ်ပေါ့နော်။အဲဒီတော့ထွက်လိုက်မယ်။ဒါဆိုရင်ကျွန်တော်တို့ပထမတစ်ချက်ကတော့လုတ်ပြီးပြီနော်။ဒုတိယတစ်ချက်အနေနဲ့ကကျွန်တော်တို့ကျွန်တော်တို့ရဲ့ setting တွေကိုတွားလိုက်ပါ။ကျွန်တော်တို့ဖုန်းမှာရှိရဲ setting တွေကိုဝင်ပြီးလိုက်။ဝင်ပြီးပြီဆိုလို့ရှိရင်အဲ့မှာကျွန်တော်တို့ဒီမှာ ိုဘိုင်းနံပါတ်ဆိုတာလေးရှိရယ်နော်ဒီမှာမိုဘိုင်းနံပါတ်ဆိုတာလေးရှိပါတယ်အဲ့လေးအိုက်ထဲကိုတစ်ချက်ဝင်ပေးလိုက်ပါဝင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းမှာဒီ data သုံးတဲ့ကက်ကပဲကက်လေပေါ့နော်ကျွန်တော်တို့ဒီမှာအဲကျွန်တော်တို့ဒီမှာကတ်နှစ်ကတ်ထိုးထားတယ်ကျွန်တော်တို့ data သုံးတာကတိန်တော့ကတ်ပေါ့နော် scene 1နဲ့သုံးတာအဲ့တော့ကျွန်တော်က data သုံးတဲ့ကက်ဒီ scene 1ဆိုတဲ့နေရာလေးကျွန်တော်တို့တစ်ချက်ထိပေးလိုက်ထိပြီဆိုလို့ရှိရင်ဒီအောက်မှာကျွန်တော်တို့ဒီမှာ access point name ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါအဲ့ဒီဆိုရင်ကျွန်တော်ဒီအောက်မှာ reset ဆိုတာလေးရှိရပါတော့။အဲ reset ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်။ Okay. ပြီးရင်ကျွန်တော်တို့ပြန်ပြီးတော့ထွက်လိုက်မယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ဒုတိယတစ်ချက်အနေနဲ့လည်းပြီးပြီနောက်ဆုံးတတိယအချက်အနေနဲ့လောက်ရမှာကျွန်တော်တို့ရဲ့ဒီဖုန်းမှာပါတဲ့ SMS ပေါ့နော် SMS application နဲ့ဝင်ပေးလိုက်ဝင်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီညာဘက်တော့မှာရှိရပေါ့နော်ဒီမှာဒီညာဘက်တော့မှာရှိရ setting ပုံလေးကိုတစ်ချက်နှိပ်ပေးလိုက်ပြီးလို့ရှိရင်တစ်ချက်အပုံလင်းလောက်ဆွဲတင်လိုက်နော်ဆွဲတင်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ blacklist ဆိုတာလေးရှိပါတယ်အဲ့ဒါလေးတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီဆိုလို့ရှိရင်ဒီမှာ ျွန်တော်တို့ဒီမှာ SMS blog list ဆိုတဲ့နေရာလေးရှိပါတယ်။အဲ့လိုတစ်ချက်ထပ်ပြီးနှိပ်ပြီးလိုက်။နှိပ်ပြီးပြီဆိုရင်ဒီမှာဆိုရင်ကျွန်တော်မိတ်ဆွေမြင်ရပါလိမ့်မယ်။ကျွန်တော်ဒီဒီမှာ massive brown stranger ဆိုတဲ့နေရာမှာ blog လုပ်ထားတယ်။ဒါဆိုရင်ကျွန်တော်တို့မသိတဲ့သူတွေပေါ့နော်။မသိတဲ့သူတွေကနေပြီးမှကျွန်တော်တို့ဒီစီကို message ပို့မယ်ဆိုရင်ဒါ blog လုပ်ထားတဲ့အတွက်ဒီ message ပို့မဲ့ဟာကြီးကကျွန်တော်တို့စီရောက်လာမှာမဟုတ်ပါဘူးเนาะဒါဒီအကုန်လုံးအလောင်းလောက်ပြရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီမှာ blog ဖြစ်နေတဲ့နေရာလေးကိုတစ်ချက်ထိပေးလိုက်ပါ။ပြီးရင်ဒီမှာအလောင်းဆိုတာလေးရှိရယ်เนาะ။ဒီမှာအလောင်းဆိုတာလေးရှိပါတယ်။အဲ့လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ ဒီအောက်ကစာပြေ notification ဆိုတဲ့နေရာလေးကိုလည်းအလောင်းပေးလိုက်ပါတော့။ Okay ဒါဆိုရင်ပြီးပြီ။ဒါဒီဘက် same to ပေါ့နော် same to ကိုသွား same to လေကနာ Tony to ဆိုတော့ကျွန်တော်လောက်အောင်ပါတော့။ SMS blog ကိုဝင်မမေ့နေမှာဒီနေရာကြီးအလောင်းလုပ်ပေးလိုက်ပါတော့။ Okay ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ coblo list ပေါ့နော်။ coblo list တခြားဝင်ကြည့်လိုက်ပါတော့။ဒါဆိုရင်တော့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ဒါဆိုရင်ကျွန်တော်တို့မနေ့ပေါ့နော် off တယ်ပေါ့နော်မ on တော့ပေါ့ဒါဆိုရင်ကျွန်တော်တို့ဒီ setting တော့သွားချိန်ကိုမလိုဘူးပေါ့နော်တကယ်လို့ကျွန်တော်မဆိုရင်ဒီမှာပြင်လာမယ်ဆိုရင်ဒါကိုပြန်ပြီးတော့ပြိလိုက်ပေါ့နော် okay ဒါဆိုရင်တော့ကျွန်တော်တို့တတိယတစ်ချက်လေးပြီးသွားပါပြီပြီးလို့ရှိရင်ကျွန်တော်တို့လောက်ကမှာကကျွန်တော်တို့ရဲ့ဒီဟုတ်အပေါ်ကနေပြီးတော့ကျွန်တော်တို့တစ်ချက်ဆွဲချလိုက်ဆွဲချပြီးရင်ကျွန်တော်တို့ဒီဖုန်းမှာပါတဲ့ app play မှုပေါ့နော်လေးမြန်လေးကိုပြိလိုက်ဖွင့်လိုက်လေးတစ်ချက်လုတ်ပြီးလိုက်ပေါ့နော်ပြိမယ်ပြီးရင်ဖွင့်လိုက်ပေါ့နော် okay အခုလိုမျိုးအပိတ်ဖွင့်လေးလုပ်ပြီးပြီဆိုလို့ရှိရင်နောက်ဆုံး လောက်ကမှာကျွန်တော်တို့ရဲ့ဖုန်းကိုပါဝါပိတ်လိုက်ပါပိတ်ပြီးရင်ကျွန်တော်တို့ပြန်ဖွင့်ရမှာပေါ့နော်ပါဝါပိတ်ပြီးတော့ပြန်ဖွင့်လိုက်ပါတော့โอเคဒါကတော့ကျွန်တော်မျိုးစင်နဲ့ live လုပ်ကြည့်ပါတော့ power ပိတ်မယ်ပြီးရင်ပြန်ဖွင့်လိုက်မယ်ပေါ့နော်ကျွန်တော်ဒီမှာ power ပိတ်လိုက်ပါမယ် okay ဖုန်းကိုကျွန်တော်တို့အခုလိုမျိုး power ပိတ်ဖွင့်လုပ်ပြီးပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီ telegram software ကိုပြန်ပြီးတော့ဝင်ပေးလိုက်ပါတော့ပြီးလို့ရှိရင်ကျွန်တော်တို့ပထမကျွန်တော်တို့ဝင်ခဲ့တဲ့အတိုင်း country code ပြန်ရေးမယ်နော်ဟုတ်ကဲ့ဒီမှာမြန်မာဆိုတော့ရေးမယ်ပြီးရင်ကျွန်တော်တို့ဒီမှာရှေ့မှာကုတလုံးခံပြီးလို့ရှိရင်ကျွန်တော်တို့ telegram account ဖွင့်မဲ့ဖုန်းနံပါတ်ထည့်ပေးပါတော့။ Okay ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအောက်ကဒီများလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါတော့။ဘင်း yes ဆိုတာလေးတစ်ချက်ထည့်ပေးပါ။ဒါဆိုရင်ကျွန်တော်တို့ခဏလေးစောင့်ကြည့်ပေါ့နော်။ကျွန်တော်တို့စီကို SMS ပို့ခြင်းမပို့ခြင်းကိုကျွန်တော်ခဏစောင့်ကြည့်ပါမယ်။ ဒါဆိုရင်တော့အခုကျွန်တော်မိတ်ဆွေမြင်ရတဲ့အတိုင်းကျွန်တော်တို့စီကဒီမှာ SMS လေးဝင်လာပြီးတော့နော်ဒါဆိုရင်ကျွန်တော်တို့ကို Telegram ဘက်ကနေပြီးတော့ဒီမှာကျွန်တော်စီကိုဒီ Telegram login ဝင်ဖို့အတွက်ကုဒ်နံပါတ်လေးချပေးလိုက်ပြီးပဲဖြစ်ပါတယ်ဒါလေးကိုကျွန်တော်တို့ရိုက်ထည့်လိုက်မှာနော် Okay ပြီးနော်ကျွန်တော်မိတ်ဆွေကိုမြင်ရတဲ့အတိုင်း Telegram account တစ်ခုကိုကျွန်တော်တို့ပြန်ပြီးတော့ဖွင့်လို့ရှားတော့မှာပဲဖြစ်ပါတယ် ဟုတ်ပါတော့ဒီ Telegram အကောက်ကိုလောရင်ဝင်လာတဲ့ပတ်သက်ပြီးတော့နောက်တစ်ဖြစ်လိဖြစ်တာရှိရဲ့ error တမျိုးอ่ะပါလဲဆိုရင်ကျွန်တော်တို့ဒီပေါ့ကျွန်တော်တို့ Telegram အကောက်ကိုကျွန်တော်တို့ဖုန်းနံပါတ်နဲ့ဒီလောရင်ဝင်နေပါတော့အဲဝင်တဲ့အခါမှာကျွန်တော်တို့လောရင်ဝင်တဲ့ဖုန်းနံပါတ်ကတုံးတယ်ပေါ့နော်ဖုန်းနံပါတ်ရဲ့ဒီ sync card ကိုလည်းကျွန်တော်တို့ကဒီလူလက်ရှိဖုန်းထဲမှာစိုက်ထားတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့ကအဲ sync card နံပါတ်နဲ့ကျွန်တော်လောရင်ဝင်လိုက်တဲ့အခါမှာဘာဖြစ်လာလဲဆိုရင်သူ့အနေနဲ့ပေါ့နော်ဒီ login code ပေါ့နော် login code ကိုသူကဒီတခြားပေါ့နော် အနာသာတစ်ပိုက်ကိုအနာသာတစ်ပိုက်အခြားတစ်ပိုက်တစ်လုံးပေါ့အခြားဖုန်းလုံးကိုသူပို့ပြရဆိုပြီးပြောနေတာဒါဘာလို့ပြောရလဲဆိုရင်ကျွန်တော်တို့ကဒီဖုန်းနံပါတ်နဲ့ကျွန်တော်အကောက်ဖွင့်ခဲ့ဘူးလေဖွင့်လာတယ်ဖွင့်လာတာဖြစ်တဲ့အတွက်အဲ့ဒီအကောက်ကလည်းအခုသူပြောသလိုပေါ့နော်အနာသာတစ်ပိုက်တခြားဖုန်းတစ်လုံးမှာဒီ login ဝင်လာပြီးသားကြီးဖြစ်နေရပေါ့နော်ဒါမဲ့ login ဝင်လာတာဖြစ်နေရအဲ့ဒီကိုပဲသူကဒီ login code ကိုပေါ့နော်အဲ့ဒီတစ်ပိုက်မှာရှိရ login ဝင်လာတဲ့အကောက်စီကိုပဲသူ login code ကိုပို့ပေးထားတယ်ဆိုတဲ့အကြောင်းသူပြောတယ်ဒါမဲ့ ျွန်တော်တို့ကအဲ့ဒီ device အဲ့ဒီဖုန်းကမရှိတော့ဘူးပေါ့နော်မရှိတော့ဘူးဖြစ်တဲ့အတွက်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်စီကိုဒီ Telegram login code ကိုကျွန်တော်ရဲ့ဒီဖုန်းကိုပဲပို့ပေးအောင်လို့ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုကျွန်တော်ဒီမှာလုပ်ပြပေးသွားမှာပေါ့နော်ဒီတော့ကျွန်တော်တို့ဖုန်းထဲမှာရှိရပေါ့နော် Chrome browser လေးကိုဝင်ပေးလိုက်ပေါ့နော် Chrome browser လေးကိုရောက်သွားပြီဆိုလို့ရှိရင်ဒီ search bar လေးမှာအခုကျွန်တော်ရိုက်တဲ့လိုမျိုးလေးလိုက်ပြီးတော့ဆက်ရှာပေးပါ မန်တလီရန် support ဆိုပြီးရိုက်လဲပေါ့နော်ဒီမှာဒီအပေါ်ဆုံးကလည်းပေါ်နေရရှိပါတယ်တလီရန် support ဆိုပြီးပေါ်နေရရှိပါတယ်အားလေးတစ်ချက်နှိပ်ပြလိုက်ပါပြီးလို့ရှိရင်အပေါ်နေနေဆက်တင်ပြီးရင်တော့ကျွန်တော်ပြင်ဆင်မြင်ရတဲ့ဒီမှာတလီရန် support ဆိုရင်နေရာရှိရဲအဲ့ဒါကိုထပ်ပြီးရောနှိပ်ပြလိုက်ပါ Okay အခုလိုမျိုး box လေးပေါ့နော်အခုလိုဇာတ်ကွက်လေးကြာလာပြီကြာလာပြီဆိုရင်ကျွန်တော်တို့ကဒီဇာတ်ကွက်လေးကဘာလဲဆိုတော့ Telegram စီကိုကျွန်တော်တို့က report တင်ရမှာပေါ့နော် report ရေးတင်ရမှာ ဒီမှာဇာတ်ကလေး၄ခုရှိရဲဒီကောင် disrupt your program ဆိုတော့ကျွန်တော်တို့ရဲ့အခုဖြစ်နေတဲ့ပြဿနာကိုရေးပြီးတော့ထည့်ပေးရမှာထည့်တဲ့အခါမှာလည်းကျွန်တော်တို့မြန်မာလိုသွားပြီးတော့ထည့်လို့မရဘူးဗောနော်အဲကျွန်တော်အင်္ဂလိပ်လိုပဲရေးထည့်ပေးရမယ်ဒီအောင်က legal name ဆိုတာကတော့ကျွန်တော်တို့ရဲ့နာမည်ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီအောင်က email ကတော့ကျွန်တော်တို့အမြဲတမ်းသုံးတဲ့ email တစ်ခုထည့်ပေးရမယ်ပြီးရင်ဒီ phone number ဆိုတာကတော့ကျွန်တော်တို့ရဲ့ဒီ Telegram account ကိုလက်ရှိဖွင့်နေတဲ့ phone number ကိုထည့်ပေးရမှာဖြစ်တယ်ဗောနော်ဒီ disrupt your program ဆိုတဲ့နေရာမှာဘာကြီးရမလဲဆိုတော့ မတည်ဘူးဆိုလို့ရှိရင်ကျွန်တော်အခုဘောနော်ကျွန်တော်ရေးပြီးသားလေးရှိတယ်ကျွန်တော်နှုတ်ထရရင်သွားပြီးတော့ယူထည့်လိုက်မယ်ဘောနော်ပြီးလို့ရှိရင်ဒီကျွန်တော်ရေးရတဲ့ဟာလေးကိုလည်းကျွန်တော်ရဲ့ဒီဗီဒီယိုလေးရဲ့ခုံးမှခုံးမှမှာလည်းကျွန်တော်ချပေးထားမယ်ဘောနော်ခုံးမှမှာကျွန်တော်ချပေးထားမယ်ဘယ်လိုရေးရလဲရေးပုံကြီးကြီးကိုကျွန်တော်ဒီခုံးမှလေးမှာတစ်ချက်ချပေးထားမယ်ဘောနော်ကျွန်တော်မိတ်ဆွေနေနေဒီ problem ဖြစ်နေရကိုယ့်ရဲ့အချက်လက်ကိုဘောနော် data အချက်လက်ကိုရေးရတဲ့အခါမှာအဓိကကတော့ကျွန်တော်တို့ Telegram ဖွင့်တဲ့ဖုန်းနံပါတ်ဘောနော်အဲ့ဒီဖုန်းနံပါတ်ကလုံးဝဒီမှာ ထည့် program နေရာမှာထည့်နေရာမှာမှားလို့မရဘူးเนาะလုံးဝမှန်နေမှရမှာပေါ့เนาะ okay အဲ့ဒါဆိုကျွန်တော် note ထည့်ရသွားပြီးတော့ယူပြီးတော့ထည့်လိုက်မှာပေါ့เนาะ note ထည့်ရသွားလိုက်မယ်ပြီးရင်ဒီမှာကျွန်တော်အခုဒါဆိုကျွန်တော်ရေးပြီးသားလေးရှိရေပေါ့เนาะဒါလေးကိုကျွန်တော် copy ယူလိုက်မယ်ပြီးရင်ကျွန်တော်တို့ Telegram နဲ့ခုန Chrome browser တွေကိုသွားထားတယ်ဝင်လာဝင်လာရဲ့လက်ဆက်ရှိရပါတော့အဲ့ဒီကိုသွားလိုက်သွားပြီးရင်ဒီကျွန်တော်တို့ distribute your program ဆိုတဲ့နေရာမှာ page ချလိုက်မယ်ပေါ့နော် โอเคဒါဆိုတော့ကျွန်တော်ဒီမှာရေးထားတာကကျွန်တော်ရဲ့အကောက်ကိုဒီ SMS code ကမပို့ဘူးဖြစ်နေရယ်နော်အဲ့တော့ကျွန်တော်ဒီဖုန်းနံပါတ်ကိုတစ်ချက်စစ်ဆေးပြီးပါစစ်ဆေးပြီးကျွန်တော်ကိုကူညီပါအောင်ပေါ့ဒါကျွန်တော်ရေးထားရယ်ပေါ့နော်ဒီပြဿနာကိုဖြေရှင်းဖို့ကူညီပါအောင်ဆိုပြီးတော့ကျွန်တော်ကတော့ Telegram ပေါ့ Webbot တင်ထားရယ်ပေါ့နော်ဒီတိုင်းမှာကျွန်တော်မင်းစနေရေးလို့ရရယ်ပေါ့နော်ဒီဖုန်းနံပါတ်နေရာလေးမှာပဲအပြောင်းလဲလုပ်ပြီးတော့ဒီစာလေးတိုင်းပဲပို့လို့ရပါတယ်โอเคဒါလေးကိုထည့်ပြီးဆိုရင်ကျွန်တော်တို့ဒီအောက်မှာက Your full legal name ဆိုတဲ့နေရာမှာကျွန်တော်ရဲ့နာမည်ကိုထည့်ပေးလိုက်ပေါ့နော် ထည့်ပေးလိုက်ထည့်ပေးပြီးရင်ကျွန်တော်က your email ဆိုတဲ့နေရာမှာတော့ကျွန်တော်တို့ရဲ့အမြဲတမ်းသုံးနေတဲ့ email ကိုထည့်ပေးရမှာပေါ့နော် okay email ထည့်ပေးပြီးထည့်ပေးပြီးဆိုရင်တော့ဒီရောက်က phone number ဆိုတဲ့နေရာမှာကဒီကျွန်တော်တို့ဒီပုံမှာရေးရတဲ့ distract you are program ဆိုတဲ့နေရာမှာကျွန်တော်ထည့်ထားတဲ့ဖုန်းနံပါတ်ပေါ့နော်အဲဒီဖုန်းနံပါတ်ကလည်းကျွန်တော်တို့ Telegram account လက်ရှိဖွင့်တဲ့ဖုန်းနံပါတ်ဖြစ်ကြမှာပေါ့နော်အဲဒီဖုန်းနံပါတ်ကိုကျွန်တော်တို့ရေးပြီးတော့ထည့်ရမှာပေါ့နော်၃၉ခံပြီးတော့ထည့်လို့မရအောင်နော်ဒီမှာကျွန်တော်တို့ plus နောက်ပြီး night fight ပြီးလို့ရှိရင် night တစ်လုံးခံပြီးရင်ကျွန်တော်တို့ရဲ့အခု telegram account ဖွင့်လာတယ်ဖုန်းနံပါတ်ကိုထည့်ပြအောင်ပေါ့နော်ကျွန်တော်ဒီမှာထည့်ပေးလိုက်ပါမယ်โอเคခုလိုမျိုးလေးထည့်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီအောက်မှာရှိတဲ့ set mix ဆိုတာလေးရှိပါတယ်။အားလေးတစ်ချက်နှိပ်ပေးလိုက်ပါ။โอเคဒါဆိုတော့ဒီလိုမျိုးအဆိုင်အောင်လေးပေါ်သွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ Telegram အဲ့ဒါကို Telegram မှာကိုကျွန်တော်တို့ report တင်လိုက်ပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့24 hour ပြည့်အောင်တော့စောက်ပြရမှာပေါ့နော် 24hour ပြည့်တဲ့အခါကျလို့ရှိရင် Telegram ဘက်ကနေကျွန်တော်တို့ကိုအကြောင်းပြမလေးမယ်အဲ login code တွေပါချပြရမျိုးကြီးလောက်ပါလိမ့်မယ်အဲ့ခါကျရင်ကျွန်တော်တို့ဒီသူချပြရ login code နဲ့ကျွန်တော်တို့အကောက်ကိုပြန်ပြီးတော့ဝင်လိုက်လို့ရှိရင်ကျွန်တော်တို့အဆင်ပြေတော့ပါလိမ့်မယ်ကျောင်းမိတ်ဆွေနေရဲ့ဒီနီးတန်းလေးဒီနီးတန်းလေးနှစ်နီးပေါ့နော်ပထမတစ်နီးကျတော့ကျွန်တော်တို့ကဒီကုန်မကြရပြဿနာပေါ့နော်အကောက်တက်ကျွန်တော်ဖွင့်နေကုန်မကြဘူးဆိုတဲ့သူတွေအတွက်ဒီဒုတိယ program ကျတော့ကျွန်တော်အကောက်ကလည်းဖွင့်ထားပြီးသား ဒါပေမဲ့ကျွန်တော်တို့က another device ပေါ့နော်ကျွန်တော်တခြားဖုန်းတစ်လုံးမှဝင်လာပြီးသားအကောက်ဖြစ်နေရယ်ကျွန်တော်တို့မှာအဲ့ device ကလည်းမရှိတော့ဘူးမရှိတော့ဆိုကျွန်တော်တို့ဘယ်လိုဖြည့်ရှင်းရမလဲဆိုတော့လည်းပတ်သက်ပြီးကျွန်တော် sharing လုပ်ပေးသွားတော့ဖြစ်ပါတယ်